နေပြည်တော်ကောင်စီနယ်မြေမြို့နယ်ရှင်းမြို့နယ်အတွင်းမန္တလေးငယ်ကြီးတန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့အခြေခံပညာကျောင်းများမှာရာရေးစာသင်ကျောင်းဆောင်များကျောင်းဖွင့်ရာသီအမီဆောက်လုပ်လျက်ရှိတဲ့တရင်ကိုတရင်တောင်မက်ခင်ဆန္ဒကျော်ကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ဇွန်လနေ့ရက်နေ့မှာဖွင့်လှစ်တော့မယ်2025 2026ပညာသင်နှစ်အတွက်မေလ22ရက်နေ့ကနေစပြီးဇွန်လ1ရက်နေ့ထိကျောင်းအနှံ့ရေးရက်သက်တပတ်အဖြစ်လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ 2025-2026ပညာသင်နှစ်မှာဆိုလို့ရှိရင် မင်္ဂလာမူလွန်ကဒီမင်းကလင်တန်ကြောင့်မလို့ပေါ့သူတို့ရဲ့အဆောက်အုံပျက်စီးသွားတဲ့အကြောင်းမလို့ကျမတို့အထက်ကလေးမှာယာယီဆောင်နှစ်ဆောင်စောက်လုံနေပါတယ်။အဲ90ရာခိုင်နှုန်းကတော့ပြီးနေပါပြီ။ကျမရဲ့အကြောင်းကတော့1600အတွင်းမှာရှိနေပါပြီအထက်က400ပေါ့နော်။ကျမတို့ကျောင်းသားဟောင်းနေဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့မှာနေပါတယ်။အစ်တစ်တေဆိုလို့ရှိရင်လည်းဒါလက်ခံနေသေးပဲဆိုတာကိုကျမတို့ သစင်စကားနဲ့ပြောနေပါတယ်ရှင်အခုဆိုရင်ပြည်မနာအမှတ်တေအခြေခံပညာထက်တန်းကျောင်းဟာငရင်တန်းကျောင်းထိခိုက်မှုအများဆုံးကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက်ယာယီကျောင်းဆောင်၅ဆောင်ဆောက်လုပ်ရန်ရာထားခဲ့ရာယာယီကျောင်းဆောင်၂ဆောင်ဟာ90ရာခိုင်နှုန်းခန့်တိဆောက်ပြီးစီးနေပြီဖြစ်တယ်လို့သိရပါတယ်ကျောင်းဖွဲ့ရာသီအမီအပီးတိဆောက်ရန်ရာထားတော့လေမပြီးစီးသေးပါကစာတင်ကြရေးအတွက်နှစ်သုတ်သက်စနစ်ဖြင့်တင်ကြားမှာဖြစ်တယ်လို့ပြည်မနာအမှတ်တေအခြေခံပညာထက်တန်းကျောင်းကြီးဒေါခင်တိတာဦးကအခုလိုပြောကြားထားပါတယ် ဒီနှစ်မှာယာယီဆောင်9ဆောင်120 30 3ဆောင်နဲ့60 30 2ဆောင်ယာယီဆောင်စာတင်ဆောင်9ဆောင်နဲ့ဗါလဲစာတင်ကြတော့မှာဖြစ်ပါတယ်တကယ်တမ်းကျမရဲ့စာတင်ဆောင်ဒီအခန်းစာတင်ခန်းပေါင်း40လိုအပ်တာပါတနေ့လုံးတက်မယ်ဆိုဒါကြောင့်မို့အခုနိုင်ငံတော်ကချပြီးတဲ့ခါမှာစာတင်ခန်းဒီ33ခန်းပဲရှိတဲ့အတွက်ကြောင့်မို့လို့မနေ့တက်တုံးနဲ့နေ့လယ်တက်တုံးဆိုရင်မှ2တုံးတက်ကြောင်းနဲ့တက်သွားမှာဖြစ်ပါတယ်မနေ့မှာဆိုလို့ရှိရင် မူလာတန်းနဲ့အထက်တန်းကိုတင်ကြမှာဖြစ်ပြီးတော့နေ့လယ်ပိုင်းမှာဆိုလို့ရှိရင်အလယ်တန်းကိုတက်သွားမှာဖြစ်ပါတယ်နှစ်သုတ်တက်ကြောင်းနဲ့တက်သွားမှာဖြစ်ပါတယ်ရှင်။ကျောင်းသားကျောင်းသူများအားလုံးအလယ်တန်းအဆင့်ဂရိတ်နိုင်အောင်မြင်ပါကဆက်မှုစိုက်ပျိုးမွေးမြူရေးပညာရပ်များကိုတင်ယူလေ့လာခွင့်ရရှိမှာဖြစ်ပြီး2025-2026ပညာသင်နှစ်မှာအချိန်ကပညာနဲ့ဆက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၄ကျောင်းထပ်မံဖွင့်လှစ်ပေးသွားမယ်လို့သိရပါတယ်။ နည်းလေးနေနေသေးတယ်ပေါ့မနစ်ကတော့မရှိသေးဘူးပေါ့မနစ်ကဆိုရင်တော့ကျမတို့ဟို80 90လောက်တော့ရှိတယ်စက်မှုတစ်ခုတည်းနေတယ်ဟုတ်လေအခုဒီနှစ်စက်မှုက80ကျော်ဆိုတော့နေပြည့်တော့ပြည့်တော့မှာပေါ့မနစ်ကဟောက်တော့မီတော့မီတော့မှာစိုက်ပြည့်ရမနစ်ကဆိုလို့ရှိရင်ဟိုအရှိတနှစ်က30လောက်ရှိတယ်နောက်တနှစ်ကျတော့စိုက်ပြည့်ရအဲ30ကျော်အခုဒီနှစ်ကျတော့9ယောက်လောက်ပဲရှိတယ်ဝင်းမြူကြီးကတော့ဒီနှစ်လာကုန်မလားသိပါဘူး အဲ့တဲ့ကလေးတိုင်းကိုဗလာတနာစင်းနဲ့အဲ့ဖက်စာအုပ်တစုံပေါ့ဖက်စာအုပ်တစုံရဲ့ပြီးတော့ကျမတို့ဒီဆက်ဆိုင်မွေးဖက်မှာတင်တဲ့တက်ရောက်နေတဲ့ကလေးတွေအကုန်လုံးတလားကိုထောက်ပံ့ကြီးတထောင်အမြင်နဲ့ထောက်ပံ့ပါတယ်ရှင်ဟုတ်ဆက်ကောဆိုက်ကောမွေးရောကျောင်းသူကျောင်းသားအကုန်လုံးတလားကိုတထောင်ထောက်ပံ့ပါတယ်ပင်ဆိုင်နီးတည်တက်သွားမယ်ပြီးရင်အဲ့အင်းဆက်ပိုင်းတွေပါအကုန်တည်တက်သွားမယ်ပြီးရင်မြေစီလာပိုင်းတွေပါတည်တက်သွားမယ်တခြားပညာပိုင်းတွေပါဟုတ် ဒီကြောင်းပဲလာတက်ပါလို့ဒီကြောင်းအဆင်ပြေပါလေလို့အဲ့ဒီခွင်လန်းတွေပါလေများတယ်ပေါ့နေပြည်တော်ကောင်စီနယ်မြေရှစ်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှာမေလ26ရက်နေ့စည်ရင်းတွေရကျောင်းသားကျောင်းသူစုစုပေါင်း36,180ဦးလာရောက်အနှံထားပြီးအခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးထိုင်ထန်းကျောင်းများမှာမေလ26ရက်နေ့စည်ရင်းအရ912ဦးလာရောက်အနှံပြီးသွားပြီလို့သိရပါတယ်။ကျမခင်းဆန္ဒကြောပါရှင်။